ခေါမပါနဲ့ခေါမပါတာကစာကြောင်းကြီးရဲ့အထိပ္ပယ်ကိုအများကြီးပြောင်းလဲသွားစေနိုင်ပါတယ်။အိတ်ချောင်းကိုစမြက်ကဥမာလေးနဲ့ပြပြမယ်နော်။ Let's eat grandma. Let's eat grandma. အဖွားကိုတခုခုစားကြရအောင်လို့ပြောချင်တာဖြစ်ပြီးတော့ဒုတိယစာကြောင်းမှာဆိုရင်ခေါမမပါတဲ့အတွက်အဖွားကိုစားကြရအောင်ဆိုတဲ့အထိပ္ပယ်မျိုးတက်ရောက်သွားပါတယ်။ I love my parents, Lady Gaga and Batman. I love my parents, Lady Gaga and Batman. ။ငါ့ရဲ့မိသားစုကိုလည်းချစ်တယ်။ Lady Gaga နဲ့ Batman ကိုရောပဲလို့ပြောချင်တာဖြစ်ပြီးတော့ခေါင်မမထည့်လိုက်တဲ့အခါမှာဆိုရင် Lady Gaga နဲ့ Batman ကပဲကိုယ့်ရဲ့မိသားစုဝင်ဆိုတဲ့သဘောမျိုးတက်ရောက်သွားပါတယ်။ I saw a man eating chicken. I saw a man eating chicken. ကသားစားနေရင်လည်းလူတယောက်ကိုပြောလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောချင်တာဖြစ်ပြီးတော့ခေါင်မမထည့်လိုက်တဲ့အတွက်ကျသားစားနေတဲ့လူကိုမြင်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်သွားပါတယ်။ကဲဒါဆိုရင်တော့ comma ပါနဲ့မပါနဲ့အဓိပ္ပာယ်ဘလောက်တောင်ကွဲလွဲလဲဆိုတာကိုနားလည်သွားပြီလို့ထင်ပါတယ်။ ကိုမှဒီလိုမျိုးအလွဲလေးရှိခဲ့ဆိုလို့ရှိရင်လည်း comment မှာရေးခဲ့ပါအောင်နော်အင်္ဂလိပ်စာသင်ယူဖို့ဆိုလို့ရှိရင်တော့ Saya app ရှိနေပြီနော် Saya မှာဆိုရင်အင်္ဂလိပ်စာအပြင်အခုဂျပန်စာပါသင်လို့ရနိုင်ပြီဖြစ်တဲ့အတွက် app ကိုမမြန်လေး download လုပ်လိုက်ပါနော်အင်္ဂလိပ်စာကို up to 30% off ဒီ promotion ရယူဖို့အတွက် promo code SM24 ကိုအသုံးပြုလိုက်ပါ။